ိုင်းနိုင်ငံတောင်ပိုင်းဟဲ့ရိုက်မြို့လမ်းမတွေပေါ်မှာရေရွေကြားဖြတ်တန်းသွားလာနေကြရပါတယ်။မြေနေပိုင်းဒေသကလူထောင်ပေါင်းများစွာကိုဒေသတွင်းကယ်ဆယ်ရေးစခန်းတွေမှာတွားရောက်ခိုးလုံကြဖို့တတိပေးထားပါတယ်။ရွှေပြောင်းတဲ့အချိန်မှာပြည်သူတွေရဲ့လုံခြုံရေးအတွက်ကျွန်တော်တို့စီစဉ်ဆောင်ရွက်ပေးမှာပါ။အိမ်မှာပဲဆက်နေတာထက်စာရင်တော့ဒီနေရာကပိုကောင်းပါတယ်။တကယ်လို့ရေအရန်ကြီးလာရင်ကားတွေဝင်မရ၊လှေတွေဝင်မရနဲ့မီးတွေပါပြတ်သွားရင် အခြေအနေကခက်ခဲသွားနိုင်ပါတယ်လို့တာဝန်ရှိသူတို့ကပြောပါတယ်။ လူတွေနေအိမ်တွေထဲမှာပိတ်မိနေဆဲဖြစ်ပြီးအခြေအနေတွေဆိုးရွားလာတာနဲ့အမျှစေတနာဝန်ထမ်းတွေဟာမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပို့ဆောင်ပေးဖို့ရုန်းကန်နေကြရပါတယ်။ကယ်ဆယ်ရေးသမားတွေအတွက်တော့အခြေအနေကခက်ခဲနေပါတယ်။အခုကြုံရတဲ့ပြဿနာကတော့ဖုန်းလိုင်းတွေမမိတာပါပဲ။တယောက်ယောက်ကတီနီယာပေးဖို့လာရင်တော့ကျွန်တော်တို့စစ်ဆေးလို့မရပါဘူး။ကျွန်တော်တို့အဖွဲ့ရင်းဆက်သွယ်ရေးစနစ်နဲ့အသက်ရှင်ကြံရည်သူတွေစီဆက်သွယ်တဲ့စနစ်တွေအလုံးမလုပ်ပါဘူး။ တယောက်နဲ့တယောက်ဆက်သွယ်လို့မရကြပါဘူးလို့ကယ်ဆယ်ရေးသမားတဦးကဆိုပါတယ်။ထိုင်းနိုင်ငံဒေသတချို့မှာရပ်ပေါင်းများစွာစံချိန်တင်မိုးဆက်တိုက်ရွာသွန်းမှုကအိန္ဒိချင်းမလေးရှားနိုင်ငံကိုပါရိုက်ခတ်နေပါတယ်။လူနေရက်ွက်လမ်းတချို့ဆိုရင်ရွှွင့်ရည်တွေကြောင့်လမ်းမမ်းမတိတော့တဲ့အခြေအနေဖြစ်နေပါတယ်။အာဏာပိုင်တွေကတော့အနေအများတဲ့နေရာတွေကလူထောင်ပေါင်းများစွာကိုရွှေ့ပြောင်းပေးထားပြီးမိုးထက်ရွာဖို့လည်းရှိနေသေးတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့တစ်ပတ်အတွင်း ။မိုးရေချိန်1900မီလီမီတာကျော်အထိစံချိန်တင်ရွာသွန်းခဲ့တဲ့ဗီယက်နမ်နိုင်ငံမှာတော့ရှင်းလင်းရေးလုပ်ငန်းတွေစတင်နေပါပြီ။ဗီယက်နမ်မှာလူတရာနီးပါးတည်ဆုံခဲ့ပြီးတချို့ကတော့ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။စက်တင်ဘာလကုန်ပိုင်းကစလို့ဒီဒေတာတွင်ကိုတိုင်ဖုန်းမုန်တိုင်းကြီးနှစ်ခုဝင်ရောက်တိုက်ခတ်ပြီးနောက်အခုလိုရေကြီးမှုတွေဖြစ်ပေါ်လာတာပါ။ဟိုချီမင်းမြို့ကပြည်သူတွေကတော့အကူအညီပေးနေကြပါတယ်။လူတိုင်းကကူညီဖို့စူးစမ်းနေကြပါတယ်။ကျွန်မ Facebook ပေါ်မှာသတင်းတွေတွေ့ပါတယ်။ ဒါကြောင့်မနီကရောဒီနေရောတငယ်ချင်းတွေနဲ့အတူအိမ်သုံးပစ္စည်းတွေဝတ်စားတွေလိုက်စုပြီးဒီကိုလာပို့ပေးတာပါလို့ဒေသခံတအူးကပြောပါတယ်။ဒီနေရာမှာရေးစကြလာတာနဲ့အမျှအိမ်အောင်စုထောင်ပေါင်းများစွာဟာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုစတင်နေကြပါပြီခင်ဗျာ။